ဘရိုဒီကျော်2016ကတော့ကျွန်တော်သူများရဲ့ဖုန်းဒီနောက်ကနေပြီးတော့လိုက်ကြည့်နေအချိန်ပေါ့ဒီဂိမ်းဆော့ရဲ့ပလေးယာရဲ့ဆိုကျွန်တော်လယံပဲအားကြကျွန်တော်လည်းဆော့ကျင်ခဲ့ပြီးတော့ကျွန်တော်ပယံလိုက်လို့ပြီးတော့ပတ်စံလေးစုပြီးတော့ Redmi 9နဲ့နှစ်သိန်းကျော်ကျော်လောက်ပဲရှိတယ်ကျွန်တော်ဖုန်းလေးကင်ပြီးတော့ဂိမ်းစားဆော့ခဲ့နောက်တော့ကျွန်တော်ဂိမ်းဆော့ရုံနဲ့မပြီးတော့သူများရဲ့စကင်လေးကင်ထားမြင်တော့ကျွန်တော်ကိုယ်တိုင်ကင်ရင်းလာခဲ့ဒါပေမဲ့ကျွန်တော်မဝင်နိုင်ခဲ့ဘူး ဲ့တော့ကျွန်တော်ဗီဒီယိုလေးတစ်ခုတွေးခဲ့တယ်မစ္စတာတန်းကြီးကဒီလိုဒီလိုပဲပြောတော့ကျွန်တော် TikTok ပေါ်ကို2019လောက်ကနေပြီးတော့စပြီးတော့ရောက်ခဲ့အဘိမဲလူမရှိတော့အားမငယ်ခဲ့ဦး2019လောက်မှာကျွန်တော်လူအနေစုတည်လာခဲ့အဲ့တော့ကျွန်တော်ဗာရခဲ့လဲဆိုတော့2023နှစ်ကျွန်တော်ဘာမှကိုမရခဲ့ပါ2024ရောက်မှာ KO1 စပြီးတော့ဖြစ်လာခဲ့အဲ့အနေရတဲ့တိုင်မွတ်တချို့နဲ့ပဲကျွန်တော်တို့ချင်းနဲ့စကင်တချို့ကျွန်တော်ဝယ်ယူနိုင်ခဲ့ အဲ့တော့ကလေးကကျွန်တော်အားပေးကြတဲ့ပလေယာတွေခုချိန်မှာရှိမနေတော့ဘူးလို့လည်းကျွန်တော်ထင်ပါတယ်။အားလုံးလည်းဆိုတော့တော်လေးကိုကြားခဲ့ပြီလေ။